အခုနဌာနချုပ်မှုတို့လူမျိုးတွေအော်ဆဲပေါ့အချို့ရေးတက်မှုတို့လူမျိုးတွေအော်ဆဲပြီးတော့ဒါကျွန်တော်ထင်တာတော့ဒီအချက်ကြီးဆောင်တာတယောက်ယောက်ကပဲသွားပြီးတော့များမီးရှို့လိုက်သလားပေါ့နော်အားလုံးပဲမင်္ဂလာပါမင်္ဂလာပါဆရာမင်္ဂလာပါဟုတ်ဒီနေ့ကတော့2025ခုနှစ်အော်တိုဘာလ21ရက်နေ့ပေါ့နော်21ရက်နေ့ဒါဟို သတင်းစကားတွေပြောအောင်သတင်းစကားတွေမပြောခင်မှာအဲကျွန်တော်တို့မင်းမဲ့တိုင်းပြည်ပုံစံတော့ဖြစ်နေပြီလားဗောနော်မင်းမဲ့တိုင်းပြည်ပုံစံဖြစ်နေပြီလားကျွန်တော်တို့ခုစကားပြောတဲ့အချိန်ထိတော့ဒါဟိုဒီဒီပြင်းမှုကိုကျူးလွန်တဲ့လူကိုတော့ဒါဟိုဟာမလုပ်သေးဘူးဗောနော်ဟိုအေးဖန်းစီအေးယူခြင်းဖန်းစီကြဲဆိုတာတဲ့ခေါ်ဆောင်ပြီးတော့မှဆီဆီမင်းမြန်းတာတို့ဘာတို့မလုပ်သေးဘူးဗောနော်ဒါလှိုင်းတိုင်းမှာဖြစ်သွားတဲ့ကိစ္စဗောနော်ဒါနဲ့ပတ်သက်ရင်လည်းပြောပြအောင် ဟိုဟိုဟာပေါ့မိတဲ့အချိန်မှာသူကလေးအမေပေါ့နော်ကလေးအမေမိတဲ့အချိန်မှာခုနလိုမျိုး public ပေါ်တွားပြီးတော့ video file နဲ့ပေါ့လေ video file နဲ့တပြတယ်ဆိုတာအဲသူ့ရဲ့ဂုံတိတ်ခါပေါ့အချက်ကိုဟိုခိုးတာတော့ခိုးတာပေါ့နော်ဒါပေမဲ့ဟိုဥပဒေအရတော့ဒါဥပဒေနဲ့တိတ်မညီညွတ်ဘူးပေါ့နောက်တစ်ခုကကလေးပေါက်ဆပါနေတယ်ပေါ့နော်ကလေးပေါက်ဆပါတဲ့အတွက်ကြောင့်ဟိုမှားတာတော့ခိုးတဲ့လူကပထမမှားတာပေါ့ခိုးတဲ့လူကပထမမှားပြီးတော့မှ ခုနတရလိုကမီးတဲ့ခါကျတော့တွားလုံးတဲ့ဟာသူ့မှားနေပြီပေါ့ဟိုကို့မှားဖြစ်သွားတာပေါ့နှစ်ယောက်လုံးအမှားဖြစ်သွားတာပေါ့ဒါမျိုးတွေကျတော့ဒါအခုအချိန်နေမှာမြန်မာနိုင်ငံရဲ့အခုအချိန်နေမှာလဲဘုံဘူကတကယ်လဲဒါတနိုင်ငံလုံးအတိုင်းတားနေအမင်းမဲ့ဇေယိုက်လိုမျိုးဖြစ်နေတာပဲဥပဒေဆိုတာဘသူ့တွားတိုင်ရမှာမသိဘူးပေါ့နော်လလုံးနေထားမျိုးမှာနောက်တစ်ခုကစီးပွားရေးတွေကြက်တဲလာတယ်ကြက်တဲလာတဲ့အခါကျတော့တချို့ကျတော့လဲဒါကလေးအမေကျတော့လဲ ်အခိုးတဲ့လူဘက်ကတော့လိုက်ပြီးတော့ပြောတာတော့မဟုတ်ဘူးပေါ့နော်ဟိုတချို့ကျတော့လည်းအဲ့လိုကြံမိကြံရပါပေါ့နော်ဟိုအလုံးမလုံးနိုင်တဲ့အရွယ်တွေတချို့ကလေးပေါက်စတွေနဲ့ဒါခုနယောက်ျားနေမှဟိုပစ်ထားခဲ့တာမျိုးတွေပေါ့ဒါတကယ်တမ်းသူ့မှာယောက်ျားရှိလားမရှိတော့တော့များဒီလိုမျိုးအဲသူများပစ္စည်းကိုတွားပြီးတော့ကြံမိကြံရတော့ခိုးမိတာပေါ့နော်အဲ့ဒါမျိုးတွေဖြစ်တာပေါ့ဒါနေ့ရက်လုံးအမှားဖြစ်သွားတဲ့ပုံစံမျိုးပေါ့ဟုတ်ဒါကြောင့်လဲကျွန်တော်တို့ဒီ ရှေ့မှာကျွန်တော်တို့ဒီလိုင်းလိုင်းရံဖြစ်သွားတဲ့ကိစ္စပေါ့နော်ကျွန်တော်တို့ဒါပြည်သူလူထုရဲ့တွေ့ရှိပြီးဖြစ်နေမယ်ပေါ့နော်သဘင်ဆွဲပြီးတော့မှအဲမျက်နာပေါ့ကိုရိုက်တာပေါ့နော်ရိုက်တဲ့လူတယောက်ကိုရိုက်တဲ့တစ်ချက်ကိုဘလောက်တန်တယ်ဆိုတော့တန်ကြီးနဲ့ပြန်တွဲအောင်မှာပဲခိုးထားတဲ့ပစ္စည်းကအဲ့လောက်တော့တန်မှုကြီးရဲ့လားဆိုတဲ့ဟာနဲ့တွတ်တွတ်မယ်ဆိုရင်ဒါနင်းနာသူဘက်ကတွတ်မယ်ဆိုလို့ရှိရင်ပေါ့နော်အရိုက်ခံရတဲ့လူဘက်ကတွတ်မယ်ဆိုလို့ရှိရင်ဒါပထမဆုံးဟိုဟာသူ့မကိုမ စာပြီးဖြစ်ပြီဟုတ်တယ်ဘာလို့ပရမသုံးတစ်ခုကဒါသူဒါရဲဒီပြမှုဆိုင်အကျဉ်းထုံးနေအရာဆိုလို့ရှိရင် तू ကဘာလို့မလဲတခိုးကို तू ကနှီးစက်ရပြီးသူလူတို့ကဖမ်းမိုင်ခွင့်ရှိတယ်ရှိရဆရာကြီးပဲဖြစ်ကျွန်တော်ပဲဖြစ်နှီးစက်ရလူကအေးဆိုဝိုင်းအော်ပြီးတော့မှဖမ်းလို့ရတယ်ကြိုးတုပ်လို့ရတယ်တခုကံပြန်ပြီးတော့မှအနားမှာရှိရလူတွေကိုခုကံမှာဆိုးတဲ့အတွက်ခဏရဲမလာခင်မှာ ခဏကြိုးကြိုးတုတ်ပြီးတော့မှပြေးလို့မရအောင်ပေါ့နော်ဒါမှမဟုတ်လူနဲ့ဝိုင်းထတာတွေဘာလို့ဒီလိုမျိုးလှုပ်ပြီးတော့မှခိတ္တခဏထိမ့်သိမ်းထားလို့ရတယ်ပြီးရင်မိမိချင်းမှသူကတက်ဆိုင်ရအောင်ကြောင်းကြကျမတို့ဆိုင်မှာတော့လာခိုးတာမိလို့ပါဒါသူ့ရဲ့ဟိုပြပြတဲ့အတိုင်းပဲကြခံစီဖို့အတွက်လာပြီးတော့မှဟိုဖြစ်ပေပါပေါ့နော်လာပြီးတော့ဆေးဆေးရေးယူမှုလှုပ်ပေးပါဆိုပြီးတော့မှကျွန်တော်တို့ကစပြီးတော့မှဒါဟိုဖြစ်ရမှာပေါ့ဆိုင်ရှင်ကဒီလိုလှုပ်ရမှာ အဲ့လိုမဟုတ်ဘဲနဲ့ तू ကဟိုဟာပေါ့တခိုးကိုကနီးစက်ရပြည်သူလူထုကဖမ်းလို့ရတယ်ဆိုတော့ဟာကို तू လိုက်နာတယ်ဖမ်းတယ်ဒါပေမဲ့ဘာထက်လို့လဲဆိုတော့ကိုတိလေးရောက်တကိုတိလေးရောက်လုံးဝကျူးလွန်လို့မရဘူးအဲကျွန်တော်ဒီစီစဉ်မှာတော့တခါပြောထားဘူးတာရှိတယ်ပေါ့နော်ပါလေဆိုတော့ကျွန်တော်တို့ဒါကျွန်တော်နေဘက်မှာဖြစ်တဲ့ဟိုလူမိုက်ပေါ့နော်လူမိုက်ကိုတက်လိုက်တာတယောက်တည်သွားတဲ့အခါကျမှ dead body ကိုသွားပြီးတော့မှ main အသက်ရှင်နေတော့ငါ့ကို ဘယ်လိုမျိုးအနိုင်ကျင့်ခဲ့တာဆိုပြီးတော့တယောက်ကနေရွက်သွားဖျက်တိပ်ပြီးသားလူကိုတယောက်ကနေရွက်သွားဖျက်တယောက်ကလက်မဖျက်မေးဒီလက်ညှိုးနဲ့ငါ့ကိုထိုးခဲ့တာဆိုပြီးတော့မှလက်ညှိုးဖျက်နဲ့နောက်ဆုံးအဲ့ဒီ dead body ကိုရဲကတွေ့တဲ့အချိန်တည်းကျတော့ကိုလဲအင်္ကာမဆုံတော့ဘူးမဆုံတော့တဲ့အခါကျတော့သူကတတ်တဲ့လူကတေးအောင်ပဲတတ်လိုက်တာကိုလဲအင်္ကာတွေကိုဒါကြတော့သူဟိုဘယ်လိုပြောရမလဲဆိုတော့ရုပ်ပြစီမြဖြစ်အောင်ပေါ့နော်ထပ်ပြီးတော့မှလှုပ်တဲ့ဟာပေါ့ကိုလဲအင်္ကာမဆုံအောင်လို့လှုပ်တဲ့သူကဒီ dead body ကိုသူ့မိသားစုကသူ့အတူပြန်ပြီးတော့မှ တခိုးဖြစ်ဖြစ်ဂျဘိုးဖြစ်ဖြစ်လူမိုက်ဖြစ်ဖြစ်ဒါကသူမိသားစုကသူ့ဟာသူဒါဟိုဟာဖြစ်မှာပေါ့နော်ဟိုဆေးရုံကိစ္စတွေပဲပြီးွားလို့ရှိရင်သူမိသားစုကတကြုံမှာပေါ့နော်ဒါဆေးရုံကတကြုံတယ်ဆိုလို့ရှိရင်မိသားစုကလာကြည့်အောင်မှာပဲလေအဲ့တော့ဒီအရေးထားလိုက်ပါအဲ့တော့ဒီလိုမျိုးလက်မဖျက်လက်ညှိုးဖျက်လူတွေအကုန်လုံးကနောက်ဆုံးဖမ်းလဲဖမ်းဟိုတတ်တဲ့လူအပါဝင်တဒန်းကြိုးကြီးနဲ့အဲဒီတော့ကတော့ကျွန်တော်လက်ထိပ်တွေ မပေါ်များသေးတဲ့ခစ်ပေါ့နော်အကျိုးကြီးနဲ့တုတ်ပြီးတော့မှတစီတန်းကြီးခေါ်ဝါခံရတဲ့အဖြစ်မျိုးအဲ့တော့သူ့မဘာစားဖြစ်လဲကိုမဖြစ်သွားတယ်ကိုမဖြစ်သွားအဲ့တော့ဘုံခြေထောက်နဲ့ကန်လာတော့ဒိုင်ယာမို့တေးပြီးသားလူဒီလိုခြေထောက်နဲ့တစ်ချက်တစ်ချက်လောက်ကန်လာတော့ပဲလှုပ်ပေါ့ဒီလိုမျိုးမဟုတ်ပဲနဲ့သွားပြီးတော့မှဒါတိတာထင်ရှားနေတဲ့ကိစ္စကြီးပေါ့နော်ဒီဟာကလည်းသူကဖမ်းလို့ရတယ်ရိုက်ရိုက်နေလို့မရဘူးပြည်သူအချင်းချင်းရိုက်နေပြီးတော့မှတခိုးရိုက်နေပြီးဆုံးမလို့မရဘူးရဲကလည်း သူစီရောက်သွားလို့ရှိရင်တခိုးသူဝင်ခန်းနဲ့ဖြောင်းညက်ပေးရဆိုလို့ရှိရင်ရိုက်နဲ့ဘလူးမှရိုက်လို့မရဘူးဟုတ်တယ်ကျွန်တော်ဒီပြင်းမှုကျူးလွန်ပါတယ်ပြီးပြီသူ့ကိုတရားရုံးတင်တင်ပြီးသွားတာနဲ့သူတက်ဆိုင်ရထောင်နေပေးရမယ်ဒါပဲရိုက်လို့ရတယ်ဆိုတဲ့ဟာကြီးကကျွန်တော်စီမှာပြဋ္ဌာန်းတာမရှိဘူးစစ်ကြောရေးမှာပဲရှိတယ်စစ်ကြောရေးမှာပဲအမှုကိုလိန်လဲနေတယ်လို့ယူဆတယ်ဝင်မခံဘူးဆိုတဲ့ဟာမျိုးဟိုကဝင်လဲခံနေတယ် ဝင်ခံနေတယ်။ယော်ပေးတရားဘယ်လိုလုပ်ရှိမှာတော့ဗျာပြောရမယ်တခိုးဘက်ကလိုက်ပြောတာမဟုတ်ဘူး။ယော်ပေးယော်ယော်ပေးတရားဘယ်လိုမရှိလို့မှလာခိုးပါတယ်ဆိုမှဟုတ်တယ်မလား။ဆိုင်ကယ်သမားကားကိုတိုက်တယ်လို့ပေါ့ဗျာ။ဆိုင်ကယ်သမားကားကားကိုတိုက်လိုက်တာဆိုင်ကယ်ရောင်းပြီးတော့မှဒီကားတန်ဖို့ပျက်စီးသွားတဲ့တန်ဖို့ယော်လို့ရသေးတယ်။ तू ကဘယ်လိုလုပ်ပြီးတော့မှယော်နိုင်မှာမရှိလို့ခိုးပါတယ်ဆိုမှနင်းယော်ပေးမလား။ဟိုရင်းနှွေးမှုနဲ့လောင်းပြီးတော့မှအသားကိုဖဲ့မယ်ဆိုတော့ ရင်ွေးရင်ွေးသွားတည်တန်းဆိုတဲ့အချိန်မှာဘေးကဝင်တာတည်နေပြီတည်နေပြီဆိုတော့ဟာကလူသားချင်းမစာနာတဲ့ဟာပေါ့နော်ငွေကြီးပြီးလို့ရှိရင်အဲ့ဒီမှာကျွန်တော်တို့ပါတဲ့လူမမယ်ကလေးလူမမယ်ကလေးနဲ့ပတ်သက်ပြီးတော့လေစဉ်းစားကြည့်ပါဦးနော်စဉ်းစားကြည့်ပါဦးကျွန်တော်တော်မှပဲမကြိုက်ကျွန်တော်ကိုဘောမဒီကကျွန်တော်ကိုကျွန်တော်မိဘလိမ့်စာတွေနဲ့ပေါ့နော်ကျွန်တော်မိဘလိမ့်စာတွေနဲ့တကွာကျွန်တော်ကို post တင်တယ် post ရှင်ပြီးတော့မှအေးအေးယူ ဲ့ဒီထဲမှာကျွန်တော်သားနာမည်ထည့်ထားတယ်ကျွန်တော်လုံးဝမကြိုက်ဘာဖြစ်လို့လဲဆို तू ဆက်ရှင်နေမပြည့်သေးတဲ့ကလေးတငယ်တယောက်ဖြစ်တဲ့အတွက်မိဘရင်ခွင်မှာနေနေတာ तू ကမင်းတို့တတ်မှတ်တဲ့ဘောမတွေတတ်မှတ်တဲ့အကျန်းဖက်ထဲမှာ तू မပါသေးဘူးသူမပါသေးဘူးအေးသူဆက်ရှင်နေပြည့်သွားလို့သူကသူကိုပိုင်ဆုံးဖြတ်တဲ့အချိန်မှာစစ်ကောင်စီကိုဝင်တော်လန်နေပြီဆိုရင်တော့သူလည်းတော်လန်နေပြီဆိုရင်တော့ဒါသူ့ကိုဟိုအကြမ်းဖက် တက်အမီတက်ပြီးတော့မှပြောချင်ပြောပေါ့နော်ကိုတွေကအခုပြောတယ်မင်းအွန်လိုင်းကိုပြောတယ်မင်းအွန်လိုင်းတာသမီကိုပြောတယ်ဒါခင်တီတီတဲမွန်တို့အောင်ပြေစုံတို့ပြောတယ်ကျွန်တော်လည်းတစ်ခါဒီစီတယ်မှာပြောပြီးသားသူ့မီးတွေကိုကျွန်တော်တို့ဘယ်တော့မှမပြောဘူးဟုတ်ဒါဟိုဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်တို့ဟိုဝါကမွေးပြင်မယ်လေအကျန်းဖက်ကမွေးပြင်မယ်လေသူ့မှာအတီတရားတခြားအတီတရားမိဘအဖိုးဘွားနဲ့မတူတဲ့အတီတရားတို့မှာရှင့်ရှိနေမယ်ဟုတ်အဲ့တော့ကလေးကရောပြီးတော့ကြိုးတုတ်တဲ့ မြင်ဝင်းရဘလောက်ပဲစိုးနေ तू ကလူသက်မရင်းတာမျိုးဟိုမရင်းမှာမှာရိုးရိုးမရင်းရလူသက်မရင်းရဆိုင်နှမျိုးရှိသေးတယ်အဲမရင်းချင်းပြီးတော့မှ तू ကနှုတ်ပိတ်တဲ့အနေနဲ့တခါတည်းအဲ့ဒီအချင်းခံရတဲ့အမျိုးသမီးကိုတခါတည်းတပ်လိုက်တဲ့ဟာကအဲဒါအရင်ဒီပြမှုကဒါအကြီးဆုံးပြမှုပဲပေါ့နော်။ကျန်တဲ့ဟာမရင်းကျိုးရိုးမရင်းကြည့်ပြီးတော့မှ ဟိုဘာဖြစ်တယ်ထားဝါသေးတယ်ဆိုလို့ရှိရင်လေဒါကဟိုအញ្ញမ်းမဆိုးသေးဘူးအတက်တက်ပြစ်သည်ဒီလူတက်မရင်းတော့ကျွန်တော်နိုင်ငံမှာဒါဟိုဘာဖြစ်တဲ့ဟာလက်နေခင်းရမှုလို့မွေးရေးဆေးဝါးမှုလို့ဘာလို့အကုန်လုံးရဲ့ရုပ်စွာအဆိုးဆုံးကတော့ကျွန်တော်တို့ဒါလူတက်မရင်းတို့ပြောလို့ရတယ်ပေါ့နော်ခုကဘာမှမဟုတ်ဘူးဒါသမင်းတလုတ်အတွက်ခိုးတဲ့ဟာပေါ့နော်အဲ့တော့တခိုးဘက်ကပြန်ကြည့်လို့ရှိရင်လေတခိုးကလည်းဘာလို့တင်လဲဆိုတော့ဒီသူ့ရဲ့ ကလေးတောင်ခြိလာနိုင်တယ်ဆိုရင်ဒါကိုလဲအင်္ဂါကလည်းတန်တန်ဆွမ်းဆွမ်းရှိပါရဲ့ဥမာအဝိရှော်ရာတို့မိသူများကြီးမှာအဝိရှော်ရာမိဥတိုက်တာတို့အိမ်မော်လောက်တာတို့အမျိုးမျိုးပေါ့နော်လမ်းမေးမှာဟိုဈေးလေးရောက်နေနောက်ဆုံးမရှိရလူတွေဘယ်လိုလုပ်လဲကျွန်တော်ချွေတကုံးဟိုဖျားနာမှာလုံနေကြတာပဲဟုတ်တယ်မှာငှက်ကို လာလွတ်တယ်ပြီးတော့ညကြရင် ပြန်ဖမ်းတယ်ပြီးတော့လောင်ရင်နဲ့ပြန်တက်တယ်မနဲ့ကြသူကပြန်လွတ်တဲ့လူတွေဒီငှက်နဲ့ပဲသူကဟောပြနေတယ်အမြဲတမ်းလဲသူ့မှာဒီငှက်ကို ချုပ်တီးတာလည်းမရှိဘူး။လာပြီးတော့ရေရာခြေတဲ့လူကတချို့ဆိုတချင်းလုံးလှုပ်ပဲလှုပ်ပြီးတော့သူပတ်ဆံယူပြီးပြန်သွားတယ်။အပြီးွားကမှတခါညကြကမှသူပြန်ပြီးတော့မှဖမ်းလို့ရတဲ့အကောင်ပြန်ဖမ်းတယ်ပေါ့နော်။ဒီကောင်တော့အုတ်ချင်မှဟုတ်တော့မလို့ညကလည်းရှာစားစရာမလို့။ဟိုလှုပ်စားလို့ရတယ်ဆိုတဲ့ဟာကိုဆိုလိုချင်တာပေါ့နော်။အဲ့တော့နှုတ်နှစ်ဖက်စလုံးကအမှားပါတယ်။ဒါပေမဲ့ပတ်ဆံရှိတဲ့အတိတရားရှိတဲ့လူမှားတာပိုဆိုးတယ်။တခိုးမှားတာကတခိုးမို့လို့တခိုးအတွေးပဲရှိတဲ့ လူမှားတာက ကျွန်တော်တို့ဒါကဩသူ့အရေးသေးသူ့ရဲ့အရေးချင်းကဒီလောက်ပဲရှိတာမို့လို့ဒီလောက်ပဲတွေးတာမို့လို့ခိုးပဲစားတတ်တာမို့လို့ဆိုပြီးတော့မှဟွာဖြစ်လို့ရသေးဆိုင်ကြီးကနာကြီးဖွေးပြီးတော့မှ public နဲ့ဆက်ဆံနေတဲ့လူတယောက်ကငါဒါမျိုးလှုပ်တင်လားမလှုပ်တင်လားဆိုတဲ့ဟာကိုမစင်စားဘဲနဲ့ဒါကျွန်တော်တို့ဒါမင်းမဲ့ဇေယျပုံစံလောက်တာဗောနော်အဲ့တော့ကလေးပါရောပြီးတော့မှကျွန်တော်တို့တိုင်မှာကျိုးတုတ်တယ်အနာရိုက်တဲ့ချိန်မှာလဲကလေးကိုရင်ခွင်ထဲမှာထားထားပြီးတော့မှ ဟိုကဖြစ်တဲ့ဟာပေါ့နော်ကိုကနောက်ဆုံးဘာဖြစ်လဲဆိုတော့ကိုကအခိုးကိုပစ္စည်းတွေခိုးခံရသေးတယ်ကိုကလည်းထောင်နဲ့ရောင်းမဲ့မိနှခါနာပြန်တော့အခြေအနေတော့ဖြစ်နေတယ်အဲ့တော့ဟိုတရားနဲ့တရားဟိုဒေါသဒေါသတွေရှေ့ကိုထားတဲ့ဟာမှားတတ်ကြတယ်ဗောနော်မှားတတ်ကြတယ်ဆိုတဲ့ဟာလေးသွားပြီးတော့မှတွေ့ရတာဗောနော်ဟုတ်အတိကတော့စိတ်လိုက်မှန်ပါမလို့ခုဗောနော်ဟုတ်အဲနောက်တစ်ခုတော့ကျွန်တော်တို့ဒါပုံယဟန်မင်းကြီးကနေဒီမှာစစ်တပ်နဲ့ကျွန်တော်တို့တော်လိုင်းရဲဘော်တွေရဲ့ ပြစ်ခတ်နေတဲ့တိုက်ပွဲတွေရပ်တန့်ဖို့အတွက်ဒါဆူတောင်းတာမျိုးမိန်ကြားတာမျိုးလောက်လာတယ်ပေါ့နော်အခုမြန်မာနိုင်ငံရဲ့အခြေအနေကလည်းကျွန်တော်တို့တကဘာလုံးကတချို့နိုင်ငံတွေရဲ့တော်တော်များများပေါ့နော်ဟိုကြည်ရတဲ့ဟိုတည်င်းနေကြားတဲ့တည်င်းနေအကုန်လုံးကမြင်တွေ့နေရတာတွေကဟိုစိတ်မကောင်းစရာတွေပဲဖြစ်နေတဲ့အခါကျတော့ဒါပေါ်ယဟန်မင်းကြီးတို့ဘာတော့ကဆက်တန်းတန်းနဲ့ဟိုအောင်မဖြစ်ဘဲနဲ့ပေါ့နော်စပွဲဝိုင်းမှာတွေ့ဆုံဆွေးနွေးစေခြင်းနဲ့ သဘောမှာရှိတယ်လို့ကျွန်တော်ကတော့ပြောချင်တာပေါ့ဟုတ်ဟုတ်ဟုတ်ဒါနဲ့ပတ်သက်ပြီးတော့ပုံပုံဟန်မင်းကြီးလီယိုပေါ့နော်အဲလေးလဲလေးစားပါတယ်ပေါ့နော်အဲ့တော့ဒါဟိုကျွန်တော်ဒီလိုမျိုးဟိုနိုင်ငံတကာကနေဒီလိုမျိုးများများ ပြောပေးမှမင်းအွန်လိုင်းကပြည်တွင်းကလူတွေရဲ့အတန်ကိုဘလောက်ပဲပြင်းထန်နေပါစေပဲ့တယ်ထက်နေပါစေသူအိတ်တဲ့နေရာထိအောင်အောင်ကြားနေရပါစေသူစားတဲ့နေရာသူနားထဲမှာတောက်လျှောက်ကို အဲကျွန်တော်ကိုဇက်ကားကြီးထဲမှာကြည့်ရလို့ပေါ့နော်ဒီဒီအတန်အိုးပဲအမြဲတမ်းကြားရောက်နေသည့်ထိဖြစ်နေပါသေးကျွန်တော်မြန်မာနိုင်ငံသားတွေရဲ့လူလားချက်မြန်မာနိုင်ငံသားတွေရဲ့ရင်နှွေးဆန္ဒကိုလုံးဝမှဒါလှည့်ကြည့်တဲ့လူတယောက်မဟုတ်ဘူးဆိုတဲ့ဟာပေါ်လွင်နေတာပေါ့နော်အဲ့တော့ကျွန်တော်နိုင်ငံတကာကနေဒီလိုပြောပေးတဲ့အတွက်လည်းကျွန်တော်အနေနဲ့ဒါကျေးဇူးအများကြီးကျေးမာတယ်ပေါ့နော်အဲ့တော့ဒီထဲမှာကလည်းအချိန်ချင်းဖန်မှန်ပေါ့နော်အချိန်ချင်းဖန်မှန်တတိယတိုင်းတတိယတိုင်းတတိယတိုင်းကျွန်တော်နိုင်ငံအတွက် ုလိုမျိုးလေး speed out လုပ်ပေးမယ်ဆိုလို့ရှိရင်ဘယ်ဟာတရားမျှတမှုလဲဘယ်ဟာတရားမျှတမှုမဟုတ်ဘူးလဲဆိုတဲ့ဟာကအဲဒါနိုင်ငံတခြားနိုင်ငံတွေကလည်း view မဆိုင်တော့တခြားနိုင်ငံတွေကလည်းဒါတိတာလာလိမ့်မယ်ပေါ့နော်အဲ့ဒီတွေလည်းဒါပိုဟမ်မင်းကြီးကိုလည်းကျေးဇူးတင်လို့ဒါတခြားလူတွေကလည်းဝိုင်းပြီးတော့မှအဲကျွန်တော်တခါပြောဘူးပါသေးရယ်เนาะဂျူး6တန်းနေတဲ့အထိဒါထိုင်ပြီးကြည့်နေတဲ့ ကဘာကြီးကနေပြီးတော့ကျွန်တော်တို့ဘာတွေမျောလင်းနေတာလဲဆိုပေမဲ့လည်းကဘာကြီးကကျွန်တော်တို့ပြန်ပြီးတော့မှ view site လာမယ်ဆိုရင်တော့အပေါ်ပြီးတော့ကောင်းတာပေါ့နော်ကျွန်တော်တို့အတွက်ဒါ top box လေးတစ်ခု top box ဆိုတဲ့ဟာလေကျွန်တော်တို့အတွက်အခွင့်အလမ်းလေးဒါရောင်ရောင်ဒီလေးတစ်ခုဖြစ်လာနိုင်တဲ့အခြေအနေမျိုးပေါ့နော်အဲ့တော့ပြောပေးကြပါဝိုင်းပြီးတော့ပြောပေးကြပါဆိုတဲ့ဟာလေးလေဒါကျွန်တော်တို့ကဒီနေရာနေထပ်ပြီးတော့မှဟိုတောင်းဆိုပါတယ်ပေါ့နော်ဟုတ်နောက်တစ်ခုကတော့ဒါကျွန်တော်တို့စကိုင်းတိုင်းပေါ့ home link leader scan ဌာနချုပ်ရဲ့ရိတ်ခါကိုတော့ မိရှုခံရဲဆိုပြီးတော့ဗောနော်ဒါတချို့အတင်ကြတဲ့ရဲဘော်လေးယောက်ကိုစစ်ဆေးနေတယ်တချို့လဲဒါဖုံးတွေတိမ့်ပြီးတော့စစ်ဆေးနေတယ်လို့သတင်းရတယ်ဗောဌာနချုပ်ကတော့ဒါဘုံချုပ်မြန်မြန်တမ်းဗောမြန်မြန်တမ်းကတော့ကျွန်တော်နဲ့2000ခုနှစ်လောက်ခရရမှာဒါမင်္ဂလာတော့နေတဲ့စကန်ဌာနချုပ်မှာသူက G4 မောင်းတာဗောနော် G4 လေးမောင်းတာအဲ့ဒီတော့သူက2000ခုနှစ်နောက်ပိုင်းမှာသူကပတိန်လေးတဲ့စကန်ဌာနချုပ်ကိုပို့စတင်ရောက်သွားတယ်ရောက်သွားပြီးတော့မှ အ2000လောက်မှာကျတော့ကျွန်တော်တန်ကဟိုရွှေဝါရောင်တော်လိုင်းကြီးပေါ့နော်ဟိုစတက်ဘက်ကတုံးတာလဲဘုံကြီးရေခင်းလို့အဲ့လိုတုံးကြတာပေါ့အဲ့ချိန်မှာမြမင်းတန်တခါမင်္ဂလာတော်လေးတက်မှာတွဲပတ်နေနဲ့အဲတုခခုနဟိုအဲ့ဒီပခင်ချင်းနေဖြစ်နေတဲ့ချိန်မှာပဲဒါစစ်ကြောင်းထွက်ဖို့လို့ဘာလို့ဆိုတော့ဒါမြမင်းတန်ရေဆွဲတာတက်ဆူမှုတက်ခွဲမှုစစ်ကြောင်းမှုပါညာအင်အားတွေကိုမြမင်းတန်ရှင်းရှင်းပြောရရင်အဲ့တော့တော့တုံးပွင့်ပဲရှိသေးရပေါ့နည်းနည်း ဟိုဆောင်ကြွားဆောင်ကြွားနေပါလေနောက်တစ်ခုကဒီမီးမလောင်ခင်ပထမအပတ်တည်းတော့ကြားရတာလေခုနကစကိုင်းတိုင်းတိုင်းဘူးဒီ home link ကိုလာမယ်တော့နောက်တစ်ခုကစစ်နီးပြူဟာပေါ့ပြူဟာမှုတွေပါလေလာပြီးတော့စကိုင်း home link လေးတိုင်းမှာထိုင်မယ်တော့ပါတော့သတင်းကြားလိုက်သေးတယ်ကြားလိုက်ပြီးတော့မှခုနကတော့မြန်မြန်တန်းရဲ့သဘောကတော့ခုနကအပေါ်ဖားအောက်ဖီဆိုတော့ နတန်ရှင်းရေးတွေပါတယ်တပြေးပြေးလေးတက်သားတွေရဲ့အကျင့်ပြောချင်တာပုံကနည်းနည်းလေးပင်ပင်ပန်းပန်းလောက်လာပြီဆိုရင်ပေါက်ခွဲอยู่ပေါ့ခုနကမျက်ပေါက်ခိုင်းတာတော့ပေါ့အဲ့ဒါမျိုးတွေနောက်တစ်ခုကဒီကိုတော်ပေါ့မီးလောင်နဲ့ကိုတော်နဲ့ကျွန်တော်တို့ဒီအချက်ကြီးရိတ်တာပေါ့အချက်ကြီးရိတ်တာနဲ့ကမျက်နှာချင်းဆိုင်အချက်ကြီးရိတ်တာမှာတော့တက်ချက်ကြီးရနေမှာခုနအရာခံဘူအထိပေါ့အဲ့ဒါတော့လူပြိုးတွေပဲနေကြတယ်လူပြိုးတွေနေတဲ့ညနေဆိုရင်ခုနလိုပဲ တော့ကြစားကြပေါ့သူတို့အလုတ်ကိုင်မှာမကြည့်လေဘူးဆိုရင်ဒါမူးလာပြီဆိုရင်ဟိုစင်ဖမ်းမယ်ကြားဖမ်းမယ်ပေါ့အဲခုနဌာနချုပ်မူးတို့လူမျိုးတွေអော်ဆဲပေါ့အ ोच्च ရေးတက်မူးတို့လူမျိုးတွေអော်ဆဲပြီးတော့ဒါကျွန်တော်ထင်တာတော့ဒီအချက်ကြီးဆောင်တာတယောက်ယောက်ပါပဲတော်ပြီးတော့များမီးရှို့လိုက်သလားပေါ့နော်ဟိုဒီရိခကိုတောင်းနေကအဲနောက်တစ်ခုကဒီတက်တွင်းလိုင်းကန်းတွေနေရာလဲအဝေးကြီးပဲတောင်ယုံတန်ယုံဒီတက်တွင်းလိုင်းကန်းတွေနေရာနေမှာလာလို့လည်းမရဘူးပေါ့နော် အဲရိခါကိုတော်ရဲ့ဘေးမှာကျွန်တော်ဌာနချုပ်ယုံပေါ့ဌာနချုပ်ယုံကတော့ကျွန်တော်တို့ယုံချိန်အတွင်းမနက်၈နာရီကနေမှညနေ၃နာရီခွဲ၄နာရီထိရတော့ဒါဌာနချုပ်မှုတို့ဒုဌာနချုပ်မှုတို့အုံမှုတံမှုဌာနမှုတွေနောက်တစ်ခုကယုံပိုင်းဆိုင်ရာစက်ရည်တွေနေတဲ့ခါကျတော့တော်ယုံတန်ယုံလဲဒါအဲ့ဘက်ကိုလာဖို့ဆိုတာမလွယ်ဘူးပေါ့နော်ဟိုထင်တာကတော့ဒီချက်ကြီးချိန်တာအတရာရောက်ပဲလို့ကျွန်တော်တော့မှန်းတာပေါ့လေဟုတ်ဒါဒီလိုလဲ ဟိုဟာဖြစ်လို့ရလို့တော့တဲ့ homeland data scan ဌာနညမှာရိခါကိုတော်ကိုမိရှုပ်ပြီးတော့မှသူကစစ်ခွေးမင်း online ဆိုပြီးတော့စစ်ခွေးမားအလားဆိုပြီးတော့မှစာစာကြီးရေးခဲ့တယ်ဗောနော်စာကြီးရေးခဲ့တယ်ညောဓာတ်ပုံတော့ line ပေါ်တက်မလာဘူးဒါပေမဲ့ဒီလိုရေးသားခဲ့တယ်ဆိုတော့တရင်ထွက်လာတာဗောနော်ထွက်လာတဲ့ခါကျတော့ဒါကအထက်အထက်လူကြီးကို မကျင်တတ်တဲ့အဖွဲတစ်ဖွဲတယောက်ယောက်က ဒါကြံစီတာဖြစ်မယ်ဗောနော်ကြံစီတာဖြစ်မယ်အဒီဟာလုံးဝဖြစ်နိုင်ရရှိတာတော့တခုဗောနော်နောက်တစ်ခုကတော့ကျွန်တော်တို့ဘာလဲဆိုတော့တက်သေးတက်တွင်းထဲမှာအဲရဲဘော်တွေစစ်တီတွေရဲ့တာသမီတွေဗောနော်အတာသမီတွေထဲမှာလဲသူကဒီတချို့ဆိုရင်စပြီးတော့မှစစ်တပ်ထဲမှာသာနေနေတဲ့ဟို2010ခရဲကရွေးကောက်ပွဲခရဲက LNDO မဲပေးနေတဲ့ လူလူတွေလည်းရှိတယ်ဗောနော်တက်ထဲမှာတို့တို့တိတ်တိတ်ခိုးပြီးတော့မှမဲပေးတဲ့လူတွေလည်းရှိတယ်ဗောနော်30 35 20ဗောနော်အဲဒီလောက်ဒီလိုမျိုးဟိုဟာဖြစ်ပြီးတော့မှမဲပေးနေတဲ့လူတွေလည်းရှိတယ်ဒီလိုလူတွေကဒါတက်ထဲမှာမကျင်တဲ့ခါကျတော့ရဲဘော်သားသမီးရဲ့မကျင်တဲ့ခါကျတော့တို့ခိုးချောင်ခိုးဝဲဟိုဟာလုတ်ပြီးတော့မှ အဲ့ဒါရိခဒီကောင်းလေးစားတော့နေရတာပြည်သူဟာတွေကိုဟောဖြစ်ပြီးတော့မှလုံနေတာဆိုပြီးတော့မှမီးရှို့ဒီဖြစ်စဉ်နဲ့ပတ်သက်ယူကျွန်တော်ရှေ့မှာဘာရှိခဲ့လဲဆိုတော့နောက်တစ်ခုဖြစ်နိုင်ရရှိတာပေါ့နော်နောက်တစ်ခုကဘာဖြစ်နိုင်ရရှိလဲဆိုတော့ကိုရောင်တာဝန်ခံပေါ့နော်ဒါတာဝန်ခံတော့တေချာပေါ့ဘူးတော့အစစ်စစ်ခံနေရပြီပေါ့နော်ကျွန်တော်တို့ဒါတက်ထဲမှာ ဖြစ်ခဲ့ဘူးတဲ့ဟာပေါ့နော်ဘာဖြစ်ခဲ့လဲဆိုတော့ကျွန်တော်တို့ဒီလက်နဲ့ခဲရန်တိုက်တာဝန်ခံနဲ့သူ့ကလေးနဲ့မတည့်တာသူ့သူ့သားနဲ့မတည့်တာမတည့်တဲ့ခါကျတော့ အဖေကဒီခရရန်တိုင်းမှာတာဝန်ကြတယ်ခရရန်တိုင်းရဲ့တော့တွေပါဒီထိန်းရတယ်ဗောနော်အဝင်ထွက်ဇာတ်ရေးပါဒီထိန်းရတယ်လက်နဲ့ခရရန်တိုင်းတာဝန်ခံဗောခခရရန်တိုင်းတာဝန်ခံအဲ့ခရရန်တိုင်းမှာမရှိဘဲနဲ့တခြားနေရာကိုသွားနေချိန်မှာကလေးကဘာလုပ်လဲဆိုတော့ကျွန်တော်တို့ဒီအောက်မှာဟိုဒီခရရန်တိုင်းရဲ့အောက်မှာကျွန်တော်တို့တပေးပက်လေလောက်ရှိရအပေါက်ရှိတာကိုသူလေလေထွက်ပေါက်လောက်ထားအဲ့ဒီမှာကျတော့သူလက်နှိုက်ပြီးတော့မှကျွန်တော်တို့ပစ္စည်းတွေကိုယူဆောင်လို့မရအောင်ဆိုပြီးတော့မှတန် ဟိုကလှုပ်ထားတာဟိုတန်စကားပုံစံမျိုးပေါ့နော်တန်တိုင်းပုံစံမျိုးလှုပ်ထားတယ်လှုပ်ထားတဲ့ဟာမှာကလေးကဘာလှုပ်လဲဆိုအဲ့ဒီမှာသူကဒီလိုမျိုးတန်ချောင်းမှာအဝစ်အဝစ်ဆပတ်တယ်ပတ်ပြီးတော့မှဓာတ်စီဆွတ်တယ်ဆွတ်ပြီးတော့မှအဲ့ဒီအပေါက်ထဲကိုမီးရှို့ပြီးတော့မှအဲ့ဒီအပေါက်ထဲကနေပြီးတော့မှသူကဟိုမီးလောင်အောင်ပေါ့နော်တန်ချောင်းကိုအထဲကိုထိုးပြီးတော့မှထည့်ပစ်လိုက်တာပေါ့ထည့်ပစ်လိုက်တော့အထဲမှာခင်းရနိုင်ကြီးမီးလောင်ပြီးတော့မှပြဿနာတက်သွားတဲ့ဖြစ်စဉ် ရှိခဲ့ဘူးတယ်ပေါ့နော်ရှိရကကြတော့တားဖာခြင်းမလဲနောက်ဆုံးပြန်ပြီးတော့မှအမှုကိုပြန်လိုက်တဲ့အချိန်ကြာမှာပထမတော့အဖေကတန်းပြီးတော့ဖန်းခံရတာပေါ့တန်းပြီးတော့ချုပ်တက်ထဲတာပေါ့ချုပ်တက်ထဲပြီးတော့နောက်အမှုကိုပြန်လိုက်လိုက်တဲ့အခါကျမှာကလေးတားဖခြင်း ြဿနာတက်တာအခုလည်းဒီလိုပဲပေါ့နော်ရိခကိုတော့ဟိုတာဝန်ခံနဲ့သူသားနဲ့မြန်ပေါ့နော်ပြဿနာတွေတက်တော့မြန်သားသွားပြီးတော့မှအဖေပြဿနာငါ့ကိုပူညာပူညာလုံးနဲ့လူချုပ်ထက်ရောက်သွားနိုင်ရောกว่าဆိုပြီးတော့မှသူကရိခကိုတော့မီးသွားရှို့တာမျိုးလားပေါ့နော်ဒါဘာပဲဖြစ်ဖြစ်ဒါကောင်းတဲ့အချက်တစ်ချက်ဖြစ်တယ်လို့ပြောလို့ရတာပေါ့နော်အဲချစ်တဲ့တိုင်းမှာလည်းမင်းအောင်လိုင်ကိုအကုန်လုံးတန်းတန်းစီပြီးတော့မှကြည့်ကြည့်လိုက်မင်းအောင်လိုင်မကြည်နဲ့တဲ့လူလက်ထောင်ကွာဆိုပြီးတော့မှထောင်ဝင့်ရှိလို့ရှိရင်ဒါအများကြီး ရာဂိုင်တော့အများကြီးလက်ထောင်လာလိမ့်မယ်ဆိုတဲ့ဟာတော့ဒါကျွန်တော်တို့ကတေချာဖို့ပဲပေါ့နော်တက်ထဲမှာအခုကျွန်တော်တို့ CDM လောက်လာတာတွေရောတဖြည်းဖြည်းနဲ့တပွဲပွဲနဲ့ကျွန်တော်တို့ဒါအလံမြူထောင်လာတာတွေရောပြီးလို့ရှိရင်ကျွန်တော်တို့မတိလိုက်မတိပါတာပေါ့နော်အဲကျွန်တော်တို့ CDM အဲလောက်တယ်ဆိုပြီးတော့မှလည်းကျွန်တော်တို့ line ပေါ်မှာ public မှာတခါတည်းတရားဝင်လည်းမပြောဘူးကျွန်တော်တို့အစိုးရတာဝန်ရှိတဲ့ NUG ကိုလည်းမဆက်သွယ်ဘူးဒီတိုင်းပဲသူကသူမင်းအောင်လိုက်တက်မှမနေရရင်ပြီးရောကွာဆိုပြီးတော့မှထွက်လာတဲ့လူတွေလည်းအများကြီး ရှိတယ်ဆိုတာကိုပြောကျင်တာပေါ့เนาะအဲ့တော့ main online ကတော့ကျွန်တော်တခါပြောခဲ့ဘူးပါတယ်အဲ့တော့နှစ်ဖက်လုံးကချီးတို့ကြီးပါအဲ့တော့ချီးတို့ကြီးကိုတော်လိုင်းတက်ဖွဲ့အတွက်ကလည်း main online ချီးတို့ကြီးဖြစ်လို့စစ်တပ်ထဲမှာလည်း तू ကချီးတို့ကြီးဖြစ်တယ်ပြီးတော့ဘောမပီသူလူလူအတွက်ကလည်း main online ချီးတို့ပဲဘာလို့သူတို့တာသမီတွေတပွဲပွဲနဲ့အခုအခုဆိုလို့ရှိရင်အပတ်စဉ်18တောင်ရောက်လာပြီလို့ เนาะဟိုဟာကျွန်တော်တို့ချစ်မှုတန်းဆိုလို့ရှိရင်ဒါတော်တော်ဆိုးဆိုးပေါ့เนาะတော်တော်ဆိုးဆိုးတပတ်စင်ရော9000 9000เนี่ยဒါ16ဆိုရင်တွက်တာကြည်တာပေါ့เนาะလူပေါင်း9000လောက်ဒါစစ်တပ်ထဲကအတင်းအာရမဆွဲပြီးတော့မှဆွဲခံနေရတဲ့အခြေအနေမျိုးအဲ့ဒီထဲမှာမှလိုလိုလားလားဝင်လာတဲ့လူဆိုလို့မရှိသလောက်ပေါ့เนาะလိုလားလားဝင်လာတဲ့လူမရှိသလောက်ရှားတယ်ဆိုတဲ့ဟာလေးကိုပြောချင်တာပေါ့เนาะဟုတ်ဟုတ် ဒါခုနဟိုပါပေါ့မွန်ပြည်နယ်တထုံမြို့နယ်ပေါ့နော်မြို့နယ်မှာဆိုလဲခုနဗိုလ်မှူးစံဝင်အောင်နဲ့အဒူရဲမှုမျက်နှာရနေမှာပေါင်းပြီးတော့မှခုနလူငယ်တွေကိုပေါ်တာဆွဲတယ်ပေါ်တာဆွဲပြီးတော့မှခုနလို့ပတ်စံရှိတဲ့လူတွေတော်တော်များများကိုပြစ်မှတ်ထားပြီးတော့ပေါ်တာဆွဲတာပေါ့နော်ဆွဲပြီးတော့မှတချို့ရွေးနိုင်တဲ့လူကတော့3 90နဲ့ရွေးရပြီးတော့မရွေးနိုင်တဲ့လူကတော့ခုနဗိုလ်မှူးချစ်ကပြောတော့ဟိုပတ်စံ78ဟိုတတားတဲ့တန်အကြောင်း ပို့တယ်ဆိုတဲ့သတင်းလေးတစ်ခုလည်းတွေ့ရတာပေါ့ဟုတ်ဒါနဲ့ပတ်သက်ပြီးတော့မှဒါဆက်ဆက်ပေါ့နော်ဒီဆန်ဝင်းအောင်တို့ဘာတို့ ਨੇ ပတ်သက်ပြီးတော့ဆန်ဝင်းအောင် DSC 48ကလို့ပြောတယ်ပေါ့နော်ပြီးတော့အဲဒူဒူရဲမူကြီးဒါမြင်းနိုင်တို့ဘာတို့ပေါ့နော်ဒီလိုမျိုးတွေဟိုဖြစ်နေတာအခုသူကတမတ်စစ်တဲမှာတစ်ခုရှိရပဲတမတ် limit ရှိတယ်ဒီလူ9000ကို main တိုင်းက main တိုင်းစစ်တာနာချုပ်ကဘယ်နှယောက်မင်းရဲ့ COA နေမြေတွေကမင်းပိုင်ဆိုင်တဲ့နေမြေတွေကနေ တသားသေးဘယ်နှယောက်ရအောင်လို့စူးစောင်းပေးရမယ်ဒီလားထဲမှာမင်းကပဲတတလောက်တပတ်စင်ဖွင့်နေတာဖြစ်တဲ့အတွက်တလားတလောက်ကိုလူလိုအပ်ချက်က9000 9000လိုအပ်ချက်ဒါပေမဲ့တချို့ပတ်စင်တွေမှာကျွန်တော်9000မပြည့်ပဲဖွင့်လိုက်ရတာရှိတယ်ဘာလို့ရက်ကြော်ဝါမစူးစောင်းနိုင်ဘူးမပြည့်တဲ့အတွက်ပေါ့နော်ကြော်ဝါတာရှိတဲ့အတွက် तू ကမစူးစောင်းနိုင်တဲ့အတွက် तू က9000မပြည့်ပဲနဲ့ဖွင့်လိုက်ရတဲ့ဟာရှိတယ်ဒါပေမဲ့ဒီတပတ်စင်ကတော့9000ပြည့်မှာဘာဖြစ်လို့လဲဆိုတော့အခုကျွန်တော် KK ဘက်ကနေဖမ်းသွားတဲ့လူတွေကိုလည်း ငွေပေးနိုင်တဲ့လူငွေပေးပြီးတော့မှထုတ်မပေးနိုင်တဲ့လူစစ်တဲပါဖို့များနေတယ်ဗောနော်အိုးဒီလူတွေကကျွန်တော်တို့ဒါမြောက်ရီမှာဖန်စီထားပြီးတော့မှမနေ့ကတော့ဒီလူတွေကကျူးလွန်သူတွေမဟုတ်ပါဘူးကျူးလွန်သူတွေမဟုတ်ဘဲနဲ့ကျွန်တော်တို့သူတို့ကရှိကိုယ့်ရဲ့ဝမ်းရည်အတွက်လာပြီးတော့မှအလွတ်လွတ်တာဖြစ်တယ်ဝမ်းရည်အတွက်လာပြီးအလွတ်လွတ်တာခိုင်းစေတဲ့လူအဖမ်းမခံရဘဲနဲ့ကျွန်တော်တို့ ဒါဟိုဟာဖြစ်တဲ့လူပေါ့နော်အဲ့တော့ကားမောင်းတဲ့လူ driver ဖမ်းမခံရဘဲနဲ့ကားကြောက်ထဲကြတာကနောက်ကလိုက်ပါစီနေစုတွေရဲ့ပြစ်မှုပါဆိုတော့နောက်ငင်းငိမ်မစည်းလို့ဆိုတော့ပုံစံမျိုးဒါစစ်တပ်ကဒီလိုပုံစံမျိုးပေါ်လာဘာလို့လဲဆိုတော့ driver ကသူတို့နဲ့ကြတော့ဒါဟိုလက်ပွန်တနီကိုပလင်းတူဘူးဆိုနေတဲ့ခါကျတော့ဒါလည်းဘသူဘသူဘသူတွေပြောတယ်ဆိုတော့ဟာလေဒီလူလူရဲ့သဘောပေါက်မှာပေါ့နော်အဲ့တော့ဒီလိုမျိုးလုံနေတာဖြစ်တဲ့အတွက် ကားပေါ်မှာလိုက်ရှိတဲ့လူကသာလျှင်အပြစ်ရှိတယ်ကားပေါ်တဲ့လူကအပြစ်မရှိပါဘူးဆိုတော့စစ်တပ်ရဲ့ဒါဥပဒေကြီးမှာပေါ့နော်စစ်တပ်ရဲ့ဥပဒေကြီးမှာတနေ့ပြီးတနေ့တရက်ပြီးတရက်ကျွန်တော်တို့ဒါအပြစ်မဲ့တဲ့လူငယ်တွေအခုဆိုလို့ရှိရင်ဒါ KK ဘက်ကလူ2000ကျော်ကတခြားနိုင်ငံသားမဟုတ်ပါဘူး။ဟမ်တခြားနိုင်ငံသားဆိုရင်ထုတ်ပြန်လာကြပြီ။တခြားနိုင်ငံသားဆိုရင်ဘယ်နိုင်ငံသားဘယ်နှစ်ယောက်ဘယ်နိုင်ငံသားဘယ်နှစ်ယောက် ဆိုတော့တခြားနိုင်ငံသားလည်းမရှိတော့ပါဘူးလို့တို့ပထမတစ်ချိန်မှာအာမခန္ဓာပြီးဖြစ်တဲ့အတွက်ဒီဒီချိန်မှာတခြားနိုင်ငံသားလို့ဆိုပြီးတော့မှလည်းဖုံးကွယ်လို့မရတော့ဘူးပေါ့နော်ကိုနိုင်ငံတွေကလူတွေပဲဖြစ်တယ်အဲကိုနိုင်ငံတွေကလူတွေအဲ့ဒီမှာအဲ့တော့ကြားပြန်လိန်လဲရတာဆိုတော့လေလူငယ်လူရွယ်တွေပဲဖြစ်ရမှာပေါ့နော်အုံတော့ကောင်းကောင်းညညာအေးအေးပြတ်တမ်းခံနိုင်တဲ့လူမျိုးတွေပေါ့နော်ဒီလိုလူမျိုးတွေဖုန်းဆက်ခရင်ကိုကြာကြာထိုင်ကြည့်နိုင်တဲ့ဒါမော်နီတာကိုကြာကြာထိုင်ကြည့်နိုင်တဲ့လူမျိုးတွေကိုပဲရွေးချယ် ခံရတာဖြစ်တဲ့အတွက်အဲ့ဒီကတန်တန်ဆွမ်းဆွမ်းနေလေအခုစစ်တပ်ထဲကိုပါဖို့အခြေအနေတော်တော်များနေပြီလို့ကြားသိရတယ်ဗောနော်ဒါ KK ဘက်နဲ့ပတ်သက်ပြီးတော့အဲ့တော့ဒီနေ့ကျွန်တော်ပြောခဲ့တဲ့အထက်မှာတော့ဒါမိမဲ့တရိုက်လို့ဖြစ်လာတဲ့ကျွန်တော်ကျွန်တော်နိုင်ငံမှာလဲဒါတယောက်နဲ့တယောက်ဒေါသနဲ့ဖြည့်ရှင်းတဲ့ကိစ္စတွေကဒေါသရှေ့ထားလို့ဒါတွေကမှားကြတယ်ဗောနော်အဲ့တော့ဆန်ရှင်ဘက်ကလည်းကျွန်တော်လိုက်မပြောသလိုကျွန်တော်တို့ဒါဟိုခိုးတဲ့လူဘက်ကခိုးတဲ့လူတွေမှားပါတယ်ဆန်ရှင်လည်းမှားပါတယ် ော်နှစ်ယောက်စလုံးအမှားဖြစ်တယ်တော့ကိုယ့်ရဲ့အမှားနဲ့ပတ်သက်တဲ့ပြည်ထန်တော့အခမ်းအမပါဘောနော်ဒါကျွန်တော်တို့နောက်လူတွေကတော့ကျွန်တော်တို့အဲ့လိုမျိုးလှုပ်လို့ရကြည်တာဆိုလို့ရှိရင်ဒီမှာချစ်တက်ကောင်နေမိတာကျွန်တော်တို့ online တက်ဖွဲ့ရမိတာအများကြီးပဲဘောနော်လာဆိုပြီးတော့မှအဲ့မှာ main ငါငါတို့ဘယ်နေရာကို drone drone နဲ့ကြဲခဲ့တာလေရင်နဲ့ကြဲခဲ့တာမင်းတို့စစ်တက်ကွာဆိုပြီးတော့မှထိုးကြိတ်ရိုက်နေနေမယ်ဆိုလို့ရှိရင်ဘယ်ပြီးတော့မလဲเนาะတေလို့တောင်ဆုံးမှာမဟုတ်တော့တေပြီးတော့ ချက်ချင်းသေးချက်ချင်းပြန်ရှင်ခိုင်းပြန်ထုချက်ချင်းပြီးသေးပြန်ရှင်ခိုင်းဆိုပြီးတော့မှဘဝပေါင်းဘယ်နှဘဝတောင်ရှင်သန်ရမလဲဆိုတဲ့အခြေအနေမျိုးဒေါသလျောက်ဆက်ဆံမယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့တော့သူ့ရဲ့တက်ဆိုင်ရာနီးဦးတွေဒီအတိုင်းပဲသွားတာအကောင်းဆုံးဖြစ်တယ်ဆိုတာလေးကိုပြောချင်တာပေါ့နော်အဲ့တော့ဟုံးမလင်းမှာလည်းဒါကောင်းတဲ့ တရင်တစ်ခုပေါ့နော်အေကာကိုတော့မရှိုးတဲ့ဟာလဲကောင်းပါတယ်ပေါ့မအကြကြီးရိတ်တာမှနေခဲ့မှုတဲ့လူတွေဆိုတော့သွားပြီးတော့မှအကြကြီးရိတ်တာလူတွေရောက်ဖို့နေတာတရားသူတို့များမူဝီသွားရှိုးတာလားဆိုပြီးတော့တကယ်ချင်းတွေဟိုကပြေးပြာလမ်းမရှိအောင်လုံနေတာပေါ့နော်အဲ့တော့ဒီဟာလဲဒါအရန်ကောင်းတဲ့တရင်ပေါ့နော်စစ်ခွေးမအားလားလို့ရေးခဲ့တဲ့ဟာပေါ့နော်ဒီဒီဟာလဲတော်တော်ကောင်းတဲ့ချက်ချက်ပေါ့နောက်ကတော့နောက်တစ်ခုကတော့ဒါကျွန်တော်တို့ဒီဟာနဲ့ပတ်သက်ပြီးတော့ time မှာလဲကျွန်တော်တို့ဒါပြီးခဲ့တဲ့ ်ကျဲမှာကျွန်တော်တို့162ယောက်ကိစ္စပြောထားပြီးသားနောက်ထပ်တစ်ခါတရားကျော်ထပ်ပြီးတော့မှမနေ့တနေ့ရပဲထပ်ပြီးတော့မီးသေးတယ်တော်ထဲမှာပဲတော်ထဲမှာပဲထပ်ပြီးမီးသေးတယ်အဲ့တော့အစူလိုက်ပြုံလိုက်ထိုင်းကိုမတက်ကြပါနဲ့အဲ့တော့ခမရတို့ကရှင်းမှုမထမ်းတယ်လို့လည်းပြောတယ်ကျွန်တော်တို့ထိုင်းတော့မဟုတ်ဘူးအဲ့ဒီဂျားလေးကနေလူသာလွန်းတာနီလန်းနေရှိပါတယ်ဆိုတဲ့ဟာလေးကိုပြောချင်တာပေါ့နော်အဲ့တော့အခု KK ပဲလို့နေရာမှာသွားပြီးအလုပ်လုပ်တော့ဘာဖြစ်လဲနောက်ဆုံးမှတန်တရာဝဲလေတော့စစ်တပ်ထဲပဲပြန်ရောက်မဲ့အခြေအနေကိုလည်းဒါမိဘတွေအနေနဲ့ အဖြစ်မခံမဲနဲ့သာသမီတွေကိုဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေတည်တည်ချာချာပြောပြပေးစီရင်လဲဆိုတာလေးကိုပြောကြရင်လည်းကျွန်တော်ဇက်ခေါင်းလေးညီကုန်းချုပ်ပါရဗျအားလုံးပဲကျေးဇူးတင်ပါတယ်